မင်္ဂလာပါကျွန်တော်တို့ CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ပြီကျွန်တော်ဒီမှာကြည့်အရင်ကော function လေးဟုတ်မလား function ကြောင့်မိတ်ဆက်လေးမှာကြာအခုဒီကနောက်ထပ် function တလေးရေးထားတယ် f2 number ဟုတ်လား function ဆိုတဲ့ keyword ကိုသုံးတယ် f2 number ဆိုပြီးတော့ method နာမည်ပေးလိုက်တယ်ပြီးရင်ကျွန်တော်တို့ empty present this is သုံးတယ်ပြီးရင်ကျွန်တော်တို့ curly brace သုံးတယ်ပြီးရင်ကျွန်တော်ဒီထဲမှာ variable name ကြော်ညာတယ်အဲ a လို့ပေးတယ် a လို့နာမည်ပေးတယ်30ထည့်တယ် b လို့နာမည်ပေးတယ်30ထည့်တယ်ပြီးရင်ကျွန်တော်တို့ result ဆိုပြီး a နဲ့ b နဲ့ပေါင်းပြီးတော့ alas ပြမယ်ပြပြီးတော့ i function ကျွန်တော်တို့ function declaration လို့ပဲပြန်ခေါ်ထားတယ် okay အာ ကိုထွက်စတချန်နေ run ကြည့်လိုက်အဆင်ပြေနေတယ်အောက်တဲ့20ရရတယ်ဟာ20ရရ20ရရ20ရဘယ်နှခါလုံးလို့လဲ3ခါလုံးလို့တယ်3ခါခေါ်ထားတာဟိုအဆင်ပြေတယ်အာ okay ဟုတ်တယ်နွယ်လိုက်လားဟုတ်ကဲ့ဒီမှာကျွန်တော်တခုပြောင်းဟာယောင်မင်းလှုပ်ထားတဲ့ function ရောက်ပါမင်းဒီမှာကြီးပုံသေးကြီးလားကွာငါတို့ဟာဓာကြီး run နိုင်ငါတို့10 20 10နဲ့10ပေါင်း20ကြီးပဲထွက်နေတာငါတို့ဓာလေးကို update လုပ်လို့မရဘူးလားမင်းငါတို့ကြိုက်တဲ့ number ပေါင်းခြင်းလေကွာအဲဒီမှာဒီအာဒီ30ကတော့20ဖြစ်ခြင်းလည်းဖြစ်မှာကွာ30ဖြစ်ခြင်းလည်းဖြစ်မှာကွာဒီထွက်လာတဲ့ဒီ ခေါ်ထားတဲ့၃မျိုးလုံးမှာကဏ္ဍတစ်မျိုးစီနေငါတို့ပေါင်းချင်တယ်မရဘူးလားရတယ်အဲ့ဒါကိုဘယ်လိုလုပ်လဲဆိုရင်ကြည့်မယ်ဒီ variable တွေကျွန်တော်ဖြတ်လိုက်ဟုတ်ကဲ့နော် variable တွေဘာလို့လိုက်ပြီဖြတ်လိုက်ဟုတ်ကဲ့ဖြတ်ပြီးတော့ဒီထဲမှာလာထည့်မယ် a ကောမာ b ဟုတ်ကဲ့တဲ့နှစ်ခုပေးလို့ရအောင်နော်ဒါကိုကျွန်တော်တို့ဒီထဲမှာလာထည့်အောင်ဘာလို့ခေါ်လဲပါရာမီတာလို့ဘာလို့ခေါ်လဲပါရာမီတာပေးတယ်လို့ပါရာမီတာကျွန်တော်တို့ဒီ function လုံးလို့ခေါ်တယ်ဘာတွေလိုလဲလိုအပ်တဲ့ဟာကိုပြီးလဲ ဟုတ်မလားလိုရတဲ့ဟာကိုကျွန်တော်တို့ဒီမှာ variable name ဒါလည်း variable name နဲ့ပြတာဖြစ်တယ်ဒီလို name ပေးပြီးပြတာဖြစ်တယ်လေသူဒီ gain gain တွေမဟုတ်ဘူးကြိုက်တဲ့ number ထည့်လို့ရတယ်ဟုတ်မလားကျွန်တော်ခုနကလို30 30ဆိုပြီးတော့ပုံသေးကြီးသွားလို့သွားရမလို့တော့ကြိုက်တဲ့ number ထည့်လို့ရတယ်ဒီ parameter တွေကို a နဲ့ b ထည့်လိုက်ပြီးဒီ a နဲ့ b နဲ့လောက်ဒီညမှာကြိုက်တဲ့ number ပြသွားပေါင်းလို့ရတယ် first name first first name scan နဲ့ကြိုက်တယ်လို့ပေးလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီမှာ a နဲ့ b နဲ့ပေးထားမယ်ပေးပေးတဲ့ number ဒီမှာလာတော့မယ်ဒီမှာ a လို့ပေးဒီမှာ a လို့တော့တယ်ဒီမှာ first name first name ပဲဒီမှာ first name သုံးမယ်ဒီမှာ second name ပဲဒီမှာ second name သုံးမယ်ဒါကြောက်တဲ့ကြိုက်တဲ့နာမည်ဘေးကြိုက်တဲ့ပေးထားတဲ့နာမည်ကိုပြန်သုံးကြိုက်တဲ့နာမည်ပြီးပေးထားတဲ့နာမည်ကိုသုံးကြိုက်သလောက်နော်ကြိုက်သလောက်ပြောကြားသလောက်ရှင်းဟလားကျွန်တော်ဖုန်းနေခက်ထားတာခုလဲလို့ပဲကြိုက်တဲ့နာမည်ပေးပေးတဲ့နာမည်ကိုသုံးကြိုက်တဲ့နာမည်ပေးပေးတဲ့နာမည်ကိုအမှတ်ထားမိမနော်ဒါလေးကျွန်တော်တို့ဒီလိုထည့်တာဘာလို့ခေါ်လဲဆိုပါရာမီတာလို့ခေါ်တယ်ဟုတ်ပြီမတ်တပ်ကိုကျွန်တော်ဘာရှင်းပါရာမီတာထည့်ပြီးတော့ဘာရှင်းမြင်လိုက်တော့ဘာအကျိုးရှိလဲကြည့်မယ်ဒီမှာပါရာမီတာထည့်ရင်ဒီမှာလည်းဘာလုပ်ရမလဲ ခေါ်တဲ့ဒီဒီရဲ့ method တိဆောက်ပုံကပါရာမီတာနှစ်ခုပါတယ်ပါနေတာဖြစ်တော့ဒီမှာပြန်ခွင်တဲ့ပါရာမီတာနှစ်ခုထည့်ရမထည့်ဘဲနဲ့ကျွန်တော် control ဆီပြီး run ကြည့်ဟုတ် name နဲ့အားတွေ့လား alien name alien name ဆိုတာဘာမှမဟုတ်တာပဲလားဟုတ်လား this space ရဲ့ alien alien name လို့ကျွန်တော်ဟိုဘာမှမကြည့်တာဟုတ်လေဟုတ်မလား now argument အမှန်နန်နေပဲထွက်တယ်ဘာမှမကြည့်မလားဒီ method ကအားကြောင့်သူဒီဘာမှမပြ okay ကြည့်မယ်ဒီတော့ကျွန်တော်တို့က a နဲ့ပြောကျွန်တော်ကဒီမှာဒီမှာ30နဲ့ sorry sorry အဲ့ဘယ်ရအေးနေမှာတော့10ထဲမှာ10နဲ့တော့20ထဲမှာโอเค10 20ထဲမှာကြိုက်သလိုပေါ့မနော်အဲဒီမှာအဲ20 30ထဲမှာကော်မာလေးခံမယ်ကော်မာလေးရတော့ခံရမယ်နော်တွေ့လားပါရမီတာ2မျိုးလို့ရင်2မျိုးကော်မာခံ3မျိုးလို့ရင်3မျိုးကော်မာခံကြိုက်သလိုပေါင်းလို့ရတယ်ပေါင်းတဲ့ဟာဒီထဲမှာလာတယ်ဒီမှာထဲသလောက်ဒီမှာပါရမီတာ3မျိုးပါရင်ဒီခေါ်လေးမှတ်တယ်မှာလေပါရမီတာ2မျိုးပါ3မျိုးပါနံပါတ်တူရမယ်သူရဲ့ method signature တွေတူနေရမယ်ဒါဒီ programming language တကူရဲ့ method signature method တိဆောက်ပုံပဲ function တိဆောက်ပေါ့ဒါပဲနော်ပြောချင်းမှာပြောခဲ့နော် function ဆိုတာအဟိုကုတ်ကြောင်းနေစုတာစုတဲ့ထဲမှာဟို function နီးတွေဒါတော့တိုးလာခရီးရဲကိုကျွန်တော်က90ပေါင်း90နဲ့100နဲ့ပေါင်း okay ဒါဆိုတော့ဒီကောင်ကိုပြန် run မယ်3000 run မယ်ပဲဒီကောင်ကဝါမတူတော့ parameter ဒီကတစ်ချက်ကြည့်အောင်မယ်ဒီကနေကျွန်တော်တို့ထည့်တာက parameter လို့ခေါ်ပြီးတော့ဒီကနေကျွန်တော်ကဏ္ဍနေထည့်တာဘာလို့ခေါ်လဲ argument လို့ခေါ်တယ်ဟုတ်ပြီနော်ကျွန်တော် programming စလေ့လာတဲ့လူတွေမှာရောင်းရောင်းရဖြစ်တယ်ပါရာမီတာလား argument လား ဒီအရောကျကျွန်တော်တို့ mind parameter ကျွန်တော်ထည့်လိုက်တဲ့ parameter ဒါကြတော့ argument ခေါ်တယ်အကုန်လုံးအတူတူပဲလိုရတဲ့အားပါလို့ထည့်ပေး parameter ဆိုအစိတ်ပိုင်းတစ်ခုပဲ parameter ဆိုအစိတ်ပိုင်း argument လည်းအတူတူပဲအစိတ်ပိုင်းပဲဒီ method အတွက်လုံးလုံးဖို့အတွက်လိုအပ်တဲ့အစိတ်ပိုင်းဟုတ်လားကျွန်တော် sign စီနိုးဖို့အတွက်ဘာလိုလဲ sign ဆိုတဲ့ method ကြီးလုံးလုံးဖို့လဲစီလိုလိုတယ် okay မလားစီလိုလိုတယ်ဘက်ထရီအားကောင်းမှုလိုတယ်အားမကောင်းရင်တော့ဟိုကနေဆိုကိမနန်တော့ဒါပဲ ဆိုင်ကင်ဆိုတဲ့မက်သက်ကြီးတစ်ခုလိုလိုပဲစီးလို့ရအခုလည်းလိုပဲဒီနံပါတ်2ခုပေါင်းလို့ရနံပါတ်2ခုလိုရဆိုတဲ့သဘောတရားတီယိုတွေပေါ့ရောက်ခင်မလားဟုတ်ပြီအဲဆေးပြီးတော့ gram ပဲအော်30ဟာနောက်တစ်ခုက50အော်နောက်တစ်ခုက150တူသေးလားမတူတော့ဆိုကျွန်တော်တို့ကြိုက်တဲ့နံပါတ်ဘာလို့လို့ရလဲပေါင်းလို့ရဒါဒီကျွန်တော်တို့မက်သက်တွေပေါ့လေ update မြင်လိုက်တာဒါကမက်သက်တစ်ခုကိုပါလာမီတာထည့်တယ်လို့ခေါ်တယ်ဒါကကြတော့ argument ထည့်တယ်လို့ခေါ်တယ်ကိုကခေါ်သုံးတဲ့အချိန်မှာ argument ကိုတီဆောက်တဲ့အချိန်မှာပါလာမီတာ okay ဒီအစင်းရ ကျန်ကျွန်တော်နောက်ထပ်တဆင်သွားမယ်ဒီ method ဒီကဲကျွန်တော်ဒီဒီပါရာမီတာထည့်တဲ့ပုံစံလေးတော့ဘယ်မှာသုံးခဲ့လဲဒီမှာ alf ကျွန်တော်ရှေ့မှာတော့ alf ပါတော့ hello ဆိုပြီးတော့မသုံးခဲ့ဘူးလားသုံးခဲ့ရလေဒီတရားသီးသူ bidding method သူပေးထားတဲ့ hello alf hello သူပေးထားတဲ့ method ကိုကျွန်တော်သုံးလိုက်ဟာ alf ဆိုတဲ့ engineer တွေ alf ဆိုတဲ့ method ကသူကြိုးပြီးတော့တိဆောက်ပေးထားတဲ့ method javascript engine ကြီးထဲမှာဒီလို method တွေအများကြီးရှိတယ်အသုံးဝင်တဲ့ method တွေအများကြီးရှိတယ်သင်ချားတဲ့ခိုင်း method တွေရှိတယ် area နဲ့ဆိုင်တဲ့ method တွေရှိတယ်အများကြီးရှိတယ်အဲ့ဒီရမနဲ့ဆိုင်တဲ့ method တွေရှိတယ်အစုံရှိတယ်ဟုတ်လားအဲ့ဒီဟာတွေကိုကျွန်တော်တို့ကယူသုံးတာ dictionary လို့သဘောထားလိုက်ဟုတ်လားအင်္ဂလိပ်လေ့လာမယ်ကျွန်တော်တို့ grammar သိရမယ် dictionary သိရမယ် dictionary ကြည့်တယ်ဒါပဲ programming လေ့လာမယ်ဆိုရင် grammar တိစောက်ပုံ syntax ကိုသိရမယ်ပြီးရင်သူ့ရဲ့ကြိုးရေးပေးထားတဲ့ method တွေသူ့ရဲ့ library တွေသူ့ရဲ့ framework တွေဘလို့ရှိလဲဆိုတာကိုကျွန်တော်တို့ကြည့်တယ်ရ grammar ဘိုင်းနဲ့ dictionary ဘိုင်း dictionary ဆိုတာ vocabulary တွေကဲဆိုတော့ဒီအားလေးကို အလက်ဆိုတဲ့ကျွန်တော်တို့တူထဲမှာရှိနေတဲ့ dictionary လေးကိုကြည့်ပဲကျွန်တော်ဟာဟဲ့အလက်ဆိုတာဒီထဲကိုကျွန်တော်တို့အဲ string parameter လေးသူကတော့ data type တော့မတူဘူးနော်သူကဘာတောင်းလဲ string parameter တောင်းလို့ကျွန်တော်တို့ string ကိုပေးရတယ် data type ရှိမှပြောခဲ့တယ်ဒီကတော့ဘာပေါင်းမှဖြစ်တဲ့ number parameter တောင်းလို့ number parameter တော့ပေးရတယ် okay မလားဒါဒီကျွန်တော် alf hello ဆိုတဲ့ method သူရဲ့ building method ကိုသုံးလာတယ်သူဒီဘာ parameter ယူလဲဆိုရင် string ကို parameter ယူရတယ်ယူတဲ့ string တွေကိုကိုထည့်လိုက်တဲ့ string တွေကိုသူအကုန်လုံးပဲမှလာပြ sequence မှာပြန်လာပြ okay ဒါစီနော်တို့ JavaScript ရဲ့ဘာမှတ်တယ်ဒေတာမှတ်တယ်โอเคမလားဟုတ်ပြီနော်ကဲဆိုတော့ဒီထဲမှာကျွန်တော်ခုနကျုံးလို့ကျွန်တော်တခု error လေးပြတယ်ကဲသူက string number တွေတောင်းလာဆိုတော့ကျွန်တော်သွားပြောဒီမှာ string သွားထည့်ကြည့်အပေါ်ဆုံး control s ချက်နဲ့ run ကြည့်အဲ့လိုကဘောက်ခေါက်ရောက်တော့လိုးလို့ပြဟုတ်ပြီလား10 20ပြတ်သွားပေါင်းလာသမျှဟာဆိုတော့ပေါင်းထည့်လိုက်တယ်ဒါပေမဲ့ string နဲ့ပေါင်းနေစာကြောင်းနဲ့ပေါင်းသွားပြီလေဗျာ10 20နဲ့20ပေါင်းသုံးစင်ပေါ်ကနေ10 20ဖြစ်သွားတယ်နောက်ကဟာတွေတော့အဆင်ပြေโอเคနော်အဲ့ဒီလိုတလွဲတချော်တွေလည်းမဖြစ်အောင်ဒီ enterprise language တွေမှာတရိထားရတယ်ဗျာဒါကို weak type လို့ခေါ်တယ်နော် data type တွေကိုကျွန်တော်တို့ကြိုပြီးတော့သတ်မှတ်စရာမလိုပါနဲ့ကြိုက်တယ်လို့ရေးကြိုက်တယ်လို့ထည့်သွားတာကိုဘာလို့လဲဆိုတော့ weak type လို့ခေါ်တယ်ဟုတ်လား strong type ကတော့ကျွန်တော် java လို့ပါ IND ဆို IND ပဲလာတာ number ဆို number ပဲလာ string လာမထဲနဲ့အကုန် time back ကိုဟုတ်လား time back ကြအောင်လို့တခါလေးပြအောင်မင်း string ထည့်လို့မရအောင်တခါလေးကိုပြောတခါလေးစစ်ပြီဟုတ်ကဲ့အဲ့ဒီပုံတော့ method of argument အဲ့တော့ method signature okay ကြည့်ရအောင်ဆိုတော့နောက်ထပ်တစ်ခု ုတ်ပြီပါရာမီတာထည့်လိုက်တာတော့ဟုတ်ပြီဒီမှတ်သားကဒီကြီးပဲလောလောတယ် result ထွက်ပြတယ်အော်အဆင်ပြေတယ် okay နောက်ထပ်တစ်ခုကြာအဲ့လိုမဟုတ်ကြည့်မယ်နော် left မလုပ်တော့တောင်ဒီ left ကိုဖြတ်လိုက်ပြီနော်မှတ်သားဒီတစ်ခုဒီပါရာမီတာထည့်လို့ရတယ်နောက်ထပ်သူ့ရဲ့လုံးဆောင်ချက် result ကိုလည်းပြန်ပြလို့ရဟုတ်မလား result ကိုပါလို့လို့ရပြန်ထုတ်ပေးလို့ရထုတ်ပေးတဲ့ဟာကိုကျွန်တော်တို့ကအပြန်နေလက်ခံ okay ကြည့်မယ် i t ဒါဆိုတော့ keyword လေးတစ်ခုစမိတ်ဆက်ပြီး i t u r n return ဟုတ်လား pattern ဘာလို့ပြန်မလဲဆိုရင် resus ကို i s u n t resus resus pattern resus resus ဆိုတဲ့ဟာကိုကျွန်တော်တို့ဘာလို့လဲ pattern ပြန်ပေးလိုက်ကြည့်မနော်ဟုတ်ပြီကျွန်တော် keyword တွေရပြီ return ဟာဒီ return ဘာလို့လုပ်တာလဲ keyword တွေရနေရနော် function ရပြီ return ရပြီ return ရတဲ့အတိပ္ပယ်ကျွန်တော် programming language မှာအများဆုံးပါ return ဆိုတဲ့အတိပ္ပယ်ကြည့်လိုက်ပြန်နောက်တစ်ခု return ရတဲ့အတိပ္ပယ်က return ဒီ return statement တွေ့တာ ਨੇ ဒီ return keyword return statement တွေ ਆ တယ်အဲ့ return နောက်ကကြိုက်သလောက်ကြီးဘာမှလုံးလို့တော့ alpha အရင်ရရီ alpha ကြိုက်သလိုကြီးဟုတ်နော်ဒီစာကြောင်းကြီးအလုံးမလုံးစေရဒီတိုင်းပဲရေးတာရေးလို့လည်းမရဘူးဒါအပိုလုံးတယ်ဟုတ်မလားဒါနမူနာအနေနဲ့ပြရအောင်โอเคမလား return keyword ကဲဆိုတော့ parameter တော့ထည့်တယ်ဒီမှာလဲကြည့်မယ်နော် return keyword ကျွန်တော်ထည့်လိုက်တယ် result ကိုသူဘာထုတ်ပြီးမှာပြန်ထုတ်ပြီးမှာပြန်ထုတ်ပြီးမှာပြတာဟုတ်လားဟုတ်ဘူးနော် result ကိုဘာလုပ်ပြီးမှာပြန်ထုတ်ပြီးမှာโอเค ျွန်တော်ပြန်ခေါ်ထားတယ်10 20 30နဲ့တော့ထည့်ပြီးဒီ method ကိုသုံးခါခေါ်တာ control section နဲ့ပြန် run ကြည့်မယ်။ဟောဘာလို့လို့တော့မလို့ဘူး။ဟိုသူကပြန်ထုတ်ပေးတာတော့ဟုတ်တယ်။ပြန်ထုတ်ပေးလိုက်ပြီနော်။သူ return keyword နဲ့မလုပ်ပေးတော့ results ကိုပြန်ထုတ်ပေးလိုက်။ပြန်ထုတ်ပေးတာတော့တယ်။ကျွန်တော်တို့ထုတ်ပေးလိုက်တဲ့ဟာကျွန်တော်တို့ပြန်လက်ခံဖို့လိုတယ်။ Okay မနော်။သူကတန်ဖိုးတစ်ခုကိုမလုပ်ပေးလိုက်ဘူး။ပြန်ပေးလိုက်ပြီ။အဲ့တန်ဖိုးဆိုတဲ့ဟာကိုကျွန်တော်တို့ဟိုတန်ဖိုးဆိုတာရနေနေဝေးနေတယ် data type ဟုတ်လား computer data တွေ digital chat လက်တွေသူမလုပ်လိုက် ပြန်ပေးလိုက် data type number လား string လားဟောတော့ object တွေလားသူပြန်ပေးလိုက်ပြန်ပေးလိုက်တဲ့ဟာကျွန်တော်တို့ကပြန်လက်ခံဖို့လိုတယ်လက်ခံဖို့တယ်ကျွန်တော်တို့ memory ပေါ်မှာဘာလို့သွားရင်ကျွန်တော်တို့လုံးလုံးနေ memory နဲ့လုံးလုံးဟောတော့ hard disk တွေနဲ့လုံးလုံးနေ cpu တွေနဲ့လုံးလုံးနေ memory ပေါ်မှာအဲ့ဒီသူထုတ်ပေးလိုက်တဲ့ resource ကိုလက်ခံဖို့ကျွန်တော်နေရာလို့သွားလို့သွားလာကြည့်တယ်ကျွန်တော်တို့ဘာလို့လဲ variable တစ်ခုဘာ h တိုက်တယ်လို့ပေးဟောလက်ခံတယ် ဟုတ်လား memory မှာနေရာလေးတစ်ခုယူပြီးသူထုတ်ပေးလိုက်တဲ့ result ကျွန်တော်တို့မလုပ်ဖို့လိုတိုင်းလက်ခံဖို့လိုတိုင်း a n e r d alf alf ကျွန်တော်တို့ပါတယ် h ကိုထုံး okay control channel ဟုတ်လား alf မလုပ်လိုက်တဲ့ h ကိုထုံးမယ် control channel ပြန် run လိုက်မယ်အော်30ပြပါတယ်ဟုတ်လားဒါဒီကျွန်တော်တို့ method တစ်ခုရပါတယ် return statement ဟုတ်လားဒီရောက်ကဟာဘာမှလုံးရေးလို့လည်းမရဘူးအလုပ်လည်းလုံးမှာမဟုတ်ရေးလည်းလုံးလုံးမှာမဟုတ်ထည့်လည်းတော့မှာမဟုတ် ဒါပြန်ဖြတ်လိုက်တော့မနော်ဒါ return statement တော့မဒီကောင်မရေးရအောင်ဆိုတီးသွားရင် return statement တော့မဘာမှရေးလို့မရဘူးဒါ method ရဲ့ theory အဲဆို method တစ်ခုဒီကျွန်တော်တို့သူ့ရဲ့ lower တဲ့ argument parameter ဟုတ်လား parameter argument လို့ခေါ်တဲ့ lower တဲ့အစိပ်ပိုင်းကိုလည်းဘာလို့လို့ရလဲထည့်လို့ရတယ်ထည့်ပြီးတော့ i space အစိပ်ပိုင်းကို processing တက်ချိုက်ပြီးတော့ lower တဲ့လို့တက်ချိုက်ပြီးတော့ result ကိုလည်းဘာလို့လို့ရလဲပြန်ထုတ်ပေးလို့ရတယ်ဒါဒီအခြေခံ method တကယ် program ရေးတဲ့အချိန်မှာဒီ knowledge နားလည်တိုင်းအများကြီးသုံးဝင်ပါလိမ့်မယ်ဗျာ โอเคมั้ยเนาะอะจังเตะๆชาๆเลยမှတ်ท้าไปပါဗျာနောက်ကဟာတွေကိုလည်းထုတ်ခြင်းတယ်ဆိုတော့ခုနကလည်းပဲဘာနဲ့လက်ခံမယ်ဘယ်နေရာတစ်ခုနဲ့လက်ခံမယ်ထုတ်မယ်ဘယ်နေရာတစ်ခုနဲ့လက်ခံမယ်ထုတ်မယ်ဟုတ်မလားလက်တော့လက်ခံမယ်တော့လက်မခံမယ်တော့ဗျာဒီမှာလဲ pattern တစ်ခုပြန်နေလေပြန်နေတော့ဘယ်နေရာတစ်ခုနဲ့လက်ခံပြန်ထုတ်ဘယ်နေရာတစ်ခုနဲ့လက်ခံပြန်ထုတ်ဟုတ်လားမတ်သက်ဒါမတ်သက်တော့ကဲဆိုတော့ဒီမတ်သက်လေးကိုကြည့်ပြီးကျွန်တော်တို့ရှေ့မှာပြောခဲ့တယ်ကွန်ပျူတာအခြေခံလေးနဲ့မတူလိုက်ဘူး import ဒီ pattern this ထဲကနေပါလို့လဲ သူလိုမဲဟာကိုလိုမဲဟာကို creation ကို idea ရှင်းရှိတယ်လို့လို့ဘာမှစမ်း email ဆိုတော့ email တစ်ခုပို့ဖို့တော့ဘာလို့လဲ email address လိုတယ်လေ email address ဒီတော့ထည့်ပြန်ရတဲ့ပြန် ပြန်ပြီးတော့ email တွေပါရေးပြီးတော့ return ပြန်ပို့ဒါပဲဟုတ်လား inbox ဒီဘက်ကနေဒါဒီ processing ဒါဒီပါ return ဒီ output အဲ့ output ကိုကျွန်တော်တို့လက်ခံပို့ကွန်ပျူတာမှာတော့ output ဘာလို့လဲဆိုတော့ speaker တွေထွက်တယ်အဲ printer တွေထွက်တယ်ဒီမှာတော့ကျွန်တော်တို့ဘာနေထွက်တယ် variable နဲ့ထွက်တယ် inbox processing output this is a function methods module ကြိုက်တယ်လို့ခေါ်ကြိုက်တဲ့ program language မှာအကုန်လုံးဒီဘယ်လိုပြောမလဲ theory အကုန်တူတူပဲဆိုတာအဲ့ဒါဟုတ်လားကျွန်တော်က python နဲ့ထပ်ပြအောင်ပါနော်ဒီပုံစံလေးဝဲကျွန်တော် python နဲ့ real example တွေကျွန်တော်ထပ်လာအောင်လေကြာဒါကြေအောင်လားလို့ beginner ကြေအောင်ကြေးပေးစီကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်စ beginner ဟွာဖြစ်ခနေကျွန်တော်နားမလဲခနေရကျွန်တော်နားလဲကျင်နေရညနေနားလဲအောင်ကျွန်တော်ဒီကိုယ်ကိုထုတ်ပေးတာโอเคမနော်ဒါဆိုကျွန်တော်တို့အခြေခံ methods ါလည်းပဲစီနော် programming တခုမှ method ဘယ်လိုတည်ဆောင်မှာလဲအဲ့ method ကို parameter ဘယ်လိုထည့်မှာလဲ return ဘယ်လိုပြန်မှာလဲပြန်ထားတဲ့ return ကိုဘယ်လိုလက်ခံမှာလဲဒါပဲ okay thank you ရှေ့ဆက်ကြပါ